တ်ထဲမှာဆိုရင်တော့တိတဲ့အတိုင်းပကံဘူးဆိုလားဘာဘူးလဲကိုလည်းအဲ့ဒါမခေါ်တော့သူတို့ပြောတယ်အချိန်တော့ရောက်ရောက်ချင်းတော့မသိဘူးပေါ့အဲ့ကိုကိုပကံနဲ့ကိုလာပါလေလို့အဲ့ထဲမှာကျွန်တော်ပကံရောဆုံးပါပါလေနာမည်ရတာအမှုပညာခက်ခဲတာ哦အဲ့အမှုပညာပတ်သက်တော့ကျွန်တော်စုတစ်ခုရအောင်စုတန်းဝင်အောင်ဆိုတဲ့စိတ်တော့ကျွန်တော်အမြဲတမ်းထားတယ်ကောင်းမယ်ထင်လို့ယူချက်တယ်ကိုဝါသနာလည်းပါတယ်ထင်လို့ယူချက်တယ်ဂျင်းနဲ့မှာပေါ့အမှုပညာကြီးကိုထောင်ကနေ2000 1500 3000လမ်းစိတ်တောင်တစ်ခါရိုက်မှာပါလို့လမ်းလျှောက်ပြန်ခဲ့ရတယ် မင်္ဂလာပါမင်္ဂလာပါခင်ဗျာအရင်ဆုံးနာမည်လေးနဲ့ပေါ်မိတ်ဆက်ပြီးပါဦးဟုတ်ကဲ့ကျွန်တော်နာမည်ဟာတာလူရှင်တော့ဘာကုန်းပါအဲဝါကုန်းဆိုတာတော့ဒီ opposite name ပေါ့ညတာတော့ကျွန်တော်ကြက်ထားတဲ့အင်္ဂလိပ်စာအကုန်ပဲပေါ့နော် opposite name ဆိုတာဒါဇပွဲတို့ကောင်းလေးပြောထားတာစံကျင်ပန်နာမည်လို့သဘောရပါတယ်ဟုတ်ကဲ့ဒါအဲ့နာမည်လို့ဘယ်လိုလေးပြေးပြသွားတယ်ပြောပြပြီးပါဦးဒါကတော့ကျွန်တော်နုညံ့မှုပေါ့နော်နုညံ့နဲ့ဝါကွန်းဆိုတာနုညံ့နဲ့တိမ်မှုတယ်လုံးဝချစ်စရာကောင်းတယ်ဆိုတော့အယူအဲ့ရဲ့မတ်သက်ကိုထားပြီးတော့ ကျွန်တော်ညနေပီးနဲ့ကျွန်တော်ရဲ့အသားရည်နဲ့လိုင်းအောင်စတင်မပေးလိုက်တာပါကိုယ်ကိုယ်တိုင်းပေးခဲ့တာလားဆာတဲ့ရုပ်ကပေးပြီးတာလားအဲဒါတော့ကိုယ်တိုင်းတော့မဟုတ်ဒါကဆရာပေးတာလက်ဦးဆရာဆရာစီစီတဲ့ကျွန်တော်ဖြတ်တန်းလာတဲ့အတက်တာတစ်ခုလုံးမှာလက်ဦးဆရာဖြစ်တဲ့ဆရာစီစီကနေပြီးတော့ဆရာကကျွန်တော်ကတော့ဟိုဝါကွန်းဆိုပြီးတော့ကနေတယ်ဝါကွန်းဆိုမကခင်ပေါ့ကျွန်တော်နာမည်ရက်ွက်ထဲမှာခေါ်တာနာဂိနာဂိဆိုတာတော့အားလုံးသိတဲ့အတိုင်းပဲမှုရတယ်နောက်တယ်ပေါ့ကျွန်တော်ဝါကွန်းမဟုတ်နာဂိနဲ့ကျွန်တော်အဲ့လိုရှောက်ပြီးတော့စတဲ့လိုက်တာ ဇတ်ထဲကဘာလို့လိုက်ဖြစ်တာလဲဆိုရင်ဥညင်ညာကျွန်တော်မြင်ဆရာပေါ့မြင်ဆရာကြားဆရာဥညင်ညာကနေစပြီးကျွန်တော်ဇတ်ထဲလိုက်တယ်ပိုးဝင်သွားတယ်အဲ့မှာကျွန်တော်ဆေးထိုးလိုက်ရတယ်သုံးရက်နေတော့ဖျားရိုက်တိုက်ပါမဟုတ်ပါဘူးနော်နော်နော်ပိုးဝင်သွားတယ်ဆိုတာအနုပညာပိုးဝင်သွားတယ်တချို့ကကျွန်တော်ဟိုယူရှင်တော်မဖြစ်ခင်ပါဘောနော်အတမှုဝန်ကြောင့်တော့ခုနပြောခဲ့သလိုပဲဟိုကျွန်တော်ကမြည်သူထန်းနေပြီးရင်ကျွန်တော်အဲ့လိုမျိုးကျွန်တော်အသားရည်နဲ့လိုက်တဲ့အလုပ်တွေရွေးလောက်တာဟို ဟိုစီပြမှာဆိုကျွန်တော်ကတ်တရာဘုံအဲ့အဲ့လိုမျိုးပေါ့ပြီးရင်အမေကနေပြီးတော့ဈေးထဲမှာပုံရင်ကြီးအညာကနေတည်လာတဲ့ပုံရင်ကြီးတွေကျွန်တော်ရောင်းမိရတယ်ကြာလာတဲ့ခါကျတော့ဒီအသားကြီးပဲထိနေတော့မလဲအမမွေးတော့တော့ဖြူဖြူဖူးဖူးလေးချစ်စရာလေးအမေပြောတာပါကိုလည်းကိုကိုစောက်ချက်မရှိတော့ပြောတာဟုတ်ဘူးမသိဘူးကိုသားသူသားမျက်နှာငယ်မှာဆိုလို့ဖြူတယ်ပြောတာလားတော့မသိဘူးအဲ့တော့ဖြစ်လာတဲ့ကကျွန်တော်လူချင်းတော့ဖြစ်ဖို့တော့ကိုမွေးဖွားလာတာမျိုးရိုးလည်းမရှိဘူးဗီဇလည်းမရှိဘူးဘာမှမရှိ generation လည်းမရှိဘူး အဖေက electronic ဟိုစက်ပြင်ဇာစက်ရေခဲ့တဲ့ဒါဘာညာဆမကလာသူစက်မှန်တယ်များပြင်းတယ်သူပြင်းတဲ့ပစ္စည်းသုံးရက်မခံဘူးပြက်တယ်ဟုတ်ကျွန်တော်ဖေကတစ်ခုပြင်းနောက်တစ်ခုကသူ့သူပြက်တာအဲ့တော့သူကျွန်တော်ဖေကစက်ပြင်ဇာကျွန်တော်အမေကမိခိုးအဲမိခိုးတော့ညာလဲမိဘကိုမိဘကိုမိခိုးတော့ညာလဲဟိုအမေဆိုတော့ဟိုတခြားနေရာမှာရေးလိုက်မိခိုးပေါ့အမေအိမ်လောက်တည်းကတော့သူပဲလောက်သွားတာမိခိုးမဟုတ်သူကအိမ်အိမ်မှုအလောက်အများဆုံးလောက် လက်ကီတမ်မစ်မြန်မာမှာဝယ်ယူပြီးတစ်နှစ်ပြည့်တာနဲ့အမြင့်တွေအများဆုံးပြန်ပြီးနေတယ်ဆိုတာသိပြီလားစိန်ချစ်သူကက်စတမာများအတွက်တရင်ချွတ်အချို့ပရိုမိုးရှင်းအနေနဲ့အမြင့်၁00ရာခိုင်နှုန်းကနေအများဆုံး20ရာခိုင်နှုန်းထိရရှိမဲ့အထူးအစီအစဉ်နဲ့စတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်းတည်ငောင်းလေးပါချက်ပါတယ်ပရိုမိုးရှင်းကာလအနေနဲ့စက်တင်ဘာလ17ရက်နေ့ကနေ25ရက်နေ့ထိဝယ်ယူနိုင်မှာဖြစ်ပြီးဥချော်ရမတ်ထဲကလျှော့ပြီးတန်ဆုံဆေးတွေနဲ့လှပကျော်ရှင်းတဲ့နောက်ဆုံးပေါ်စိန်တဲ့ပစ္စည်းများစွာကိုဝယ်ယူနိုင်မှာဖြစ်ပါတယ်စိန်တဲ့ပစ္စည်းတစ်ခုဝယ်ယူလိုက်တာနဲ့တစ်နှစ်ပြည့်လျင်100ရာခိုင်နှုန်း နှစ်နှစ်ပြည့်လေ200ခိုင်နော်၊သုံးနှစ်ပြည့်လေ300ခိုင်နော်၊လေးနှစ်ပြည့်လေ400ခိုင်နော်၊ငါးနှစ်ပြည့်လေ900ခိုင်နော်၊ဆယ်နှစ်ပြည့်လေ200ခိုင်နှုန်းထိအမျက်တွေအများဆုံးပေးရတော့မှာဖြစ်လို့ဒီအခွင့်အရေးကြီးကိုလက်လုံးမခံဖို့ဖိတ်ခေါ်လိုက်ရပါတယ်။အခုသတင်းကျုပ်အကျိုးအထူးစီစဉ်ကြီးကို Lucky Times မြန်မာဆိုင်ွဲတွေဖြစ်တဲ့ရန်ကုန်ဆိုရင်ရွှေဘုံသာဆိုင်ွဲနဲ့ Time City ဆိုင်ွဲ၊မန္တလေးဆိုရင်84လမ်းနဲ့32လမ်းထားချမ်းရီတောင်ဆန်မြို့နယ်တို့မှာဝယ်ယူနိုင်မှာဖြစ်တဲ့ပြင်နေ့စဉ် live စီးကြီးများမှာလည်းဝယ်ယူနိုင်တဲ့အကြောင်းလဲသတင်းကောင်းလေးပန်လိုက်ချင်ပါတယ်။ကျွန်တော်က လူရှင်တော်ကိုခြေတန်းပြီးွားပြီဖြည့်ပြီးွားအောင်ပြီဆိုတဲ့ကကျွန်တော်မလုပ်လဲဆိုတော့ကျွန်တော်ဇက်သေးလိုက်ွားဇက်သေးလိုက်ဇက်သေးလိုက်တာအိမ်မကျွန်တော်အရန်ဆိုးလို့အမေတို့ကလည်းဘယ်မှမမထည့်ဘူးနေဘယ်မှမသွားနေနေအိမ်မှာပဲနေနေအပြင်သွားနေပြောင်းနာတစ်ခုဖြစ်တယ်အပြင်သွားပြောင်းဘွားဖြစ်တာတော့မို့သူတို့ဖြစ်ချင်တာအဲ့ဒါတော့လူငယ်ပေါ့နော်လူငယ်ဆိုင်နဲ့နေခဲ့ရတဲ့အချိန်ပေါ့အဲ့တော့ပြီးတော့အဲ့ဇက်သေးကနေပြီးတော့ဇက်သေးမရောက်ခင်မှာနူနူဆိုတဲ့လူရှင်တော်တယောက်ကနေဟာတဲ့မင်းနဲ့ငါနဲ့လိုက်မလားတဲ့ဦးညင်ညက်ဇက်ကိုလို့ဘာလို့ရတာလဲကျွန်တော်မသိဘူး အာဟဲ့ဦးနဲ့ဘာမှလုပ်ရောက်တယ်အဲ့မှာလည်းဘာပြက်လုံးလေးနဲ့ဘာပြက်ဘာကြည့်ပေါ့ဟာဒိလာပေါ့တဲ့မင်းမီးတွေပါဆော့တက်လာတဲ့ကျွန်တော်ဖေဆက်ပြင်းတော့လို့အဲ့မီးတွေပါတဲ့ကျွန်တော်နည်းနည်းအယောင်ကာလာပါညာဆမတော့တိတယ်လို့အဲ့ကာလာချိန်သွားတဲ့ပြီးရင်အဲ့သူတို့ဇက်ထွက်ကနေကြအဲ့လိုက်ကလေးတွေဆွဲပြီးရင်နောက်ပြီးရင်တဲဆူတဲဆွဲပြီးရင်ဘာဆူဘာဆွဲပေါ့သူတို့ခန်းတွေပြောင်းတာကိုကျွန်တော်အဲ့ဒါကြီးမသိဘူးအကိုလို့မသိရင်သူတို့စာရေးပေးထားတယ်တဲ့အဲ့ဒါကိုမှတ်တယ်ပြီးတော့အကိုလို့အာလိုက်မယ်ဆိုတော့ကျွန်တော်လိုက်ပွဲလိုက်သွားတဲ့ပုံမှန်ကြံကြောင်းကြီးအမဲ ကျွန်တော်နဲ့လိုက်ပါတယ်ကျွန်တော်အမဲတွေအရင်ကြိုက်တာ crazy ဖြစ်တာလားမသိဘူးတေးွားတော့လည်းအမဲနှလုံးနဲ့ဇာကားပေါ်ကြီးပြစ်တင်ပြီးတော့လိုက်ွားတော့ဖုန်းလည်းမရှိဘူးကျွန်တော်ပျောက်လမ်းဘယ်သူမှလည်းမဆက်သွယ်ဘူးလိုက်သွားတော့ဉာဏ်ဉာဏ်ကြည့်ဟာတဲ့မင်းဘာလုပ်တာလဲတေးကြီးတို့ကျွန်တော်အဲ့ကိုနုနုခေါ်လာလို့လိုက်လာတာလို့ဒီပေါ်လေးတဲ့အဲ့ဒါဆိုလက်တောက်တို့မင်းရပေါ့ဇာထဲမှာဆိုရင်တော့တိတဲ့အတိုင်းပကံဘူးဆိုလားပါဘူးလေကိုလည်းအဲ့ဒါနဲ့မခေါ်တော့သူတို့ပြောတယ်အချိန်တော့ရောက်ရောက်ချင်းမသိဘူးပေါ့နုံနုံကတော့လုတ်ပြီးတယ်ပကံဘူးတဲ့ ကိုဘာလို့ကျွန်တော်အရင်ပကံယူလာပါတယ်ကျွန်တော်ကဟိုကကိုကတန်တန်မှစားတာဇွန်နေပါမြန်နဲ့ရောစမတော့ရေဒီပါလေသူများအဲ့လိုမျိုးမတောက်တော့ကိုကိုပကံနဲ့ကိုလာပါတယ်လို့အဲ့ထဲမှာကျွန်တော်ပကံအောင်ဇွန်ပါပါတယ်မဟုတ်ပါဘူးတဲ့ဒါမင်းမသိပါဘူးတဲ့နောက်တော့သိမှာပါအဲ့တော့သူဇက်ဇက်တိုက်ရောလေကိုကကြည့်ရတာပေါ့ဇက်တိုက်ရောလေအဲ့ဘေးကစတိတ်မန်နေဂျာဆိုတဲ့ကိုကျော်မင်းဆိုတဲ့ကျော်ဟဲ့နမင်းအဲ့ဒါမှတ်တော့တဲ့ကျွန်တော်ကမှမဟုတ်တာလေသူတို့စကားပမာစုံသွားလဲကိုမှတ်ပြီးတဲ့ငါပြီးမှငါပြောမယ်တဲ့အဲ့သူကအေးနောက်တစ်ခါမင်းတို့တွေ့မယ် ိုက်တွေ့မယ်ဆိုအိုက်တွေ့မယ်အမှတ်ထားလိုက်တဲ့ဘသူပြောတယ်တွေ့မယ်မှတ်ထားလိုက်ဟုတ်ကဲ့ကျွန်တော်ဘသူပြောတွေ့မယ်မှတ်ထားလိုက်နောက်လူကလဲရှေ့ကျမရှေ့ကိုကျမမချစ်နိုင်ဘူးဒါပဲသူဖတ်သွားတယ်အဲ့ဒါပဲကိုမင်းမှတ်ထားရတယ်ဘယ်မင်းသမီးကဒါပဲပြောသွားမှတ်ထားမှတ်လိုက်ရအခုကျွန်တော်ပြေးသွားအကောင်လုံးသူဇက်တိုက်တွေမှတ်လို့အေးရလို့တကယ်လဲကွဲလဲတော့တွားတော့ကချင်ပြင်းတယ်ကလေးကလေးမျိုးချင်းတောင်တယ်တွားတဲ့အခါမှာသူတို့အာကတဲ့အခါကျတော့မှ ဟင်းအောင်ဘောပါလေးမဲဆာပြီးတော့ဒီမှာကြည့်အေးအဲ့ဒါပင်အိုက်တဲကိုချပင်အဲ့ဒါကိုထားအောင်ဆွဲဒါအောင်မှတ်ထားဟုတ်ကဲ့တယုံနှစ်ယုံတော့မှတ်လိုက်တာပေါ့မိပါပြီပြီးလည်းပြဥညညာကျွန်တော်ဟင်းအောင်နဲ့မင်းနုပညာဝါသနာပါလို့လာတယ်ကျွန်တော်လူရှင်တော်တော့ဝါသနာပါတယ်လို့ကျွန်တော်အိမ်မှာကြည့်ဟာတာတွေပဲရွေးကြည့်ရတယ်လို့ဟာတာတော့အရင်ကပြက်လုံးပြက်ခဲ့တဲ့အရင်ကအဖေဆရာတွေပြက်ခဲ့တဲ့ဖိုးဆရာတွေပြက်ခဲ့တဲ့ဟိုးအရင်ကပြက်လုံးတွေကျွန်တော်ထိုင်နိုင်ကြည့်တာအမေရိကဖြစ်ချင်တာတော့ပညာတက်မယ်မိဘမဆိုဖြစ်ချင်တာပေါ့နုပညာဆိုတာကဟိုနာမည်ရတာအနုပညာ ခက်ခဲတာဘူးအမှသူတို့နားလေလာမေသူတို့နားမလဲပါဘူးကျွန်တော်မျိုးယုံမှမရှိမျိုးယုံမရှိဘူးအတီးမဟုတ်ဘူးဆိုလေးချွန်းတောင်ဟိုဂိမတဲဘူးအဲ့လောက်ထိဝါသနာမှာပါတာဂျာကားကြီးကြည့်လောက်ပဲပေါ့ဝါသနာမှာပါတဲ့ဖြစ်တဲ့အတွက်ဒီတဲကပတ်သက်တဲ့အကြောင်းနဲ့ပတ်သက်တဲ့အလုပ်ဒါမှမဟုတ်အပြင်မှာစီးဝိုင်းတစ်ခုခုလှုပ်စေချင်းတာကျွန်တော်မလုပ်ဘူးဝါသနာမှာပါဘူးကျွန်တော်ဖေကမင်းဆက်ပြင်တင်လေဒါမင်းတစ်သက်လုံးထိုင်စားရမင်းအသက်ကြီးတဲ့အထိမင်းမျက်မှန်တက်ပြီးတော့လုပ်နေလေမင်းအလုပ်လုပ်ရအောင် မေတ္တာကိုတဲ့မေတ္တာဝါဒမလုံးလာမေဖုံးပညာတဲ့ဒါမှမဟုတ် IT ပညာတဲ့စိုက်တဲ့ပညာမဲ့တဲ့ငါလိုက်လုပ်ပေးမယ်အဖေရဲ့ဒီစက်နဲ့ပတ်သက်ပြီးဒါနဲ့ပတ်သက်ပြီးအကုန်လုံးတူတော့ပြတာပေါ့ကျွန်တော်ကိုယ်တိုင်ဝါဒနာပါဘူးဝါဒနာပိုင်ဘယ်လုံးမှကျွန်တော်မအောင်ဘူးဒီအလုပ်မှာဒီဇိုင်းမှာလုပ်နေရမယ်ဝါဒနာလည်းပါနေမှာဒီဟာအောင်မြင်ပါလေအဖေခိုင်းလို့ကျွန်တော်စိတ်ပါလို့လုပ်တဲ့အချိန်ကကျွန်တော်ခဲတူတက်ရုံပဲရှိရှိလေကျွန်တော်ဒီဆက်ကအာဒီဘာဘာဖြစ်တယ်ဆိုတော့ပြုံးတော့ပဲရှိတယ်ဒါပေမဲ့အဲ့ဒီသေးစကျွန်တော်မသိဒါတရားမွေးဖွားလာဒီသွေးတော့ရှိတာပေါ့ တို့တော်ညကျွန်တော်ဒါကိုမသိဘူးအဲ့တော့မင်းမလုံနဲ့လေဒါတော့မလုံနဲ့ဘာလို့ဘာလို့တားတာလဲကျွန်တော်စဉ်းစားတယ်ကျွန်တော်ဝါသနာပါအလုပ်ဘာလုပ်လဲသူ့သားသမီးမိုးတွင်းရောက်ဒုက္ခရောက်တယ်ဒုက္ခရောက်တယ်ဆိုတာကဟိုစိတ်ပူရတယ်ပေါ့နော်အဆင်ပြေပါမလားစားဝတ်နေအဆင်ပြေပါမလားတို့တော်ညလည်းယနေ့ချိန်ကျွန်တော်မိုးတွင်းရောက်တယ်ဘာလို့မှမလုပ်ဘူးဒါကံကောင်းတယ်ပေါ့မိဘရှိနေတဲ့အချိန်မှုလို့ပါကံကောင်းတယ်ပြောရမှာပေါ့ယနေ့ချိန်ကျွန်တော်မမေးမိုးတွင်းရှာလို့ရတဲ့ပုံစံအောင်ပေးလားလို့မေးကိုသုံးတာတော့မလောက် တောင်းလာမိမတောင်းမတောင်းလိုအပ်ရင်တော့ပြန်ဖြစ်ပြီအဲ့တော့မင်းမလုံနဲ့တော့ဒါမလုံနဲ့မလုံနဲ့ဆိုတော့ तू ကကျွန်တော်တို့နောင်ရင်းတွေကျွန်တော်အသက်ကြီးလာမှာကျွန်တော်တို့သားသမီးတွေရှိလာမှာကျွန်တော်တို့ညီကိုမောင်နှမတွေကျွန်တော်ပြန်ပြီးတော့ကာကွယ်ရမှာဒီဟာနဲ့မင်းကျွန်တော်တို့မျိုးဆိုတာသိတယ်တဲ့တဲ့ဦးကောင်းရင်အများကြီးကလာပြီးတော့နားကြတာကျွန်တော်ရက်တီနေမှာကျွန်တော်ညမလာမယ်ကျွန်တော်ညီလာမယ်ဘသူလာမယ်အဲ့ချာမင်းပြန်ဝီမနေမှာမင်းလှူဒန်းလို့ရမှာမင်းဒီအရာကြီးကိုဒီဇိုင်းမလုပ်နေလို့ မင်းအချိန်တိုင်းမင်းအနှစ်တွေများလာပြီဘာထူးကြလာလို့ဘာထူးကြလာကျွန်တော်မထူးကြတာပေါ့ဘာဆိုကျွန်တော်စုတွေရတယ်တိုင်ခွဲနဲ့တော့ကျွန်တော်စုအများကြီးရတယ်စုတိုင်းရတယ်တိုင်ခွဲတိုင်းမှာကျွန်တော်ပထမရောင်းယူတယ်ဒါမဲ့1 to 10တော့မဟုတ်1 to 3လောက်ကျွန်တော်နေတယ်ကျွန်တော်အမြဲတမ်းကျွန်တော်ဘာလို့လို့အဲအမှုပြင်တဲ့ပတ်သက်တော့ကျွန်တော်စုတစ်ခုရောင်းစုတန်းဝင်အောင်ဆိုတဲ့စိတ်တော့ကျွန်တော်အမြဲတမ်းထားတယ်ဒါမဲ့မိဘတွေကတော့မတူဘူးကျင်းရပါတယ်ကိုရွေးချယ်လိုက်တယ်လမ်းမယ်ကောင်းမယ်ထင်လို့ရွေးချယ်တာကိုဝါသနာလည်းပါတယ်ထင်လို့ရွေးချယ်တယ်ကျင်းရမှာပေါ့ ဒါပေါ်မှာကျွန်တော်တို့ကဟာကျွန်တော်တို့ကဟိုနာမည်ကြီးလို့မှနာမည်မကြီးကျွန်တော်တို့အဲ့ဒါကိုစိတ်ဝင်မှာကျွန်တော်ဒါကိုလုံနေရတယ်လေကျွန်တော်ချောက်လန်းနေတာပြောတယ်ဘာလို့ဆိုတူတူကိုလေးဟိုခလေးကလည်းသူငိုရမယ်လို့ကသူငိုနေမှာသူကကုမ္ပဏီပိုင်ရှင်နဲ့သူ့လို့သူလုံနေမှာကုမ္ပဏီပိုင်ရှင်ဒီဘက်လာဆိုလဲသူလုံမှာမဟုတ်သူကဟိုမှာပျော်နေတာလေအဲ့လိုပဲကျွန်တော်တို့လည်းကျွန်တော်တို့အလုပ်ငန်းတစ်ခုမှကျွန်တော်အရန်ပျော်တယ်ဟိုကရွေးချယ်ပြီးစပြီးတော့အလုံးဆိုပြီးတိခဲ့တဲ့အချိန်ကဒါကိုရွေးချယ်တာလူပညာကြီးကိုထောင်ကနေ2000 1500 3000 လမ်းစိတ်တောင်တစ်ခါရိုက်မှာပါလို့လမ်းလျှောက်ပြန်ခဲ့ရတယ်။ဆရာနဲ့အတူပွဲကာကြီးပြန်လာညာကြီးလည်းမရှိနေကြီးလည်းမရှိကန်ထိုက်ပြေးတာမျိုးကြုံခဲ့ရတယ်။အဲ့လိုအများကြီးခါကျရင်လမ်းလျှောက်ပြန်လာတယ်။ကားသမားကိုပြောစည်းခဲ့ရတယ်။အဲ့လိုအချိန်တွေအများကြီးကြုံတယ်။ဒါပေမဲ့ပြောတယ်။ဘာလို့ပြောလဲတဲ့။ငါလုတ်ခဲ့တဲ့ဟာနောက်တစ်ချိန်မှာငါရတာပြန်ပြောရမယ့်အင်အားတစ်ခုဖြစ်တယ်။ငါတော့ပြန်ပြီးအကောင်းဆုံးပြန်ရက်တည်နိုင်အောင်လုပ်ရမယ်။နာမည်မကြီးသေးလို့လေ။နာမည်မကြီးသေးဘူး။မကြီးသေးပါပဲလေ။ကိုဒီအားလုံးရဲ့အဖြစ်နေခံရမယ်။နာမည်ကြီးတဲ့လူရဲ့ဒဏ်ရာလည်းခံရတယ်လို့လူတွေရဲ့ဟို ြည်လိုက်တာနဲ့တကောင်ဟုတ်ပါမလားကြည်ရပါမလားဘယ်လောက်မှဒါလည်းရှိတယ်ဒါပေမဲ့ကိုယ်အလုပ်ငန်းလုပ်ပြီးတော့ပြိတဲ့ချက်တယ်အဲ့ပြောတဲ့လူကစားပါစားပိတ်သွားတယ်မထင်ရောက်ကွာမင်းကအောက်မှာနေလို့ကမျက်နှာပေးကမာကြောကြောနဲ့ဘလူမှမထင်တော့အပေါ်ရောက်ကရင်အဲ့လူကစားကိုယ်မျက်နှာကြည့်ပြီးရီအောင်ကျွန်တော်ကျူးတယ်ဟုတ်ကဲ့အားလုံးပဲဒီ salary ဆိုတဲ့ channel လေးကိုကြည့်ရှုအားပေးတဲ့ပြိတဲ့များအားလုံးစိတ်သက်သာကြပါရသူကထပ်ပြသူကနဲ့ပြေဆုံးကြပါသည် ကျွန်တော်မြင်တဲ့မျက်နှာမြင်တဲ့အချိန်ဆိုင်မရှိမလားမဟုတ်တော့တာနားအောင်မှာကြားသိပဲနဲ့ကျွန်တော်ကိုလည်းဒီထက်မှကအားပေးပါအောင်ကျွန်တော်ဒီစူးစမ်းနေကြစူးစမ်းဆုံးဆရာစိမ့်မန်းကြီးရဲ့တပည့်ဆရာစစ်စစ်ရဲ့တပည့်ဖြစ်ပါတယ်အဲ့တော့ဒီမီဒီယာလေးကိုလည်း like and follow share လေးလုပ်ခြင်းအားဖြင့်ကူညီပေးကြပါအောင်လို့ပြောကြရင်ချစ်စရာတန်းငယ်လေးရဲ့မျက်နှာဇီးရက်ထက်လေးကိုကြည့်ရှုအားပေးပါအောင်